ဘာပြေသူအချိန်မရတဲ့ကြားတဲ့ကမန်းကနေစီစဉ်နေဆိုပေမဲ့လေဒါလေးကဟိုဘယ်လိုပြည့်တဲ့ကြားထဲမှာဆန်းသွားတယ်ဆိုတော့လေသူလည်းပျော်မယ်ထင်ပါတယ်အဲ့ချိန်မှာမှဇန်ရက်ဒဇင်ပန်းရတယ်မေးတဲ့ကိုက၁၀ကတည်းက၁၀ကနဲ့အခက်၃၀ပြည့်တယ်တဲ့ဆိုအခက်၆၀ဖြစ်သွားလိမ့်နေချမင်းသမီးမဟုတ်တဲ့ခါကျတော့လေဟောသူတို့လည်းသူတို့လိမ့်နေချသူနဲ့ပဲသူတို့လိမ့်မှာဆိုတော့မအီးလို့မသိရတာလည်းဖြစ်မှာပါ တက်ပြီးတော့ဒါမင်္ဂလာပွဲမှာသူမိကန်းကအော်ဟုတ်ဟုတ်ပို့စတင်ထားဆိုကိုတော့လှန့်တော့ငါဘာလို့လှန့်တင်တာလဲဟုတ်ပြီပါဦးမိုင်းဒါမိုးရင်မင်္ဂလာပွဲလေးနဲ့ပတ်သက်ပြီးတော့ဖန်တီးတယ်အော်မင်္ဂလာပွဲကလေမိုင်းကဟိုမုံအဲ့လိုအစီအစဉ်ရှေ့ဇာမိုင်းမသိဘူးသူကကိုပြီစိုးအောင်နဲ့မုံတို့နဲ့ကြာခင်းတယ်သူတို့အများနဲ့ပဲပြည့်ပြည့်ကြရဲဆိုတော့ကိုပြီစိုးအောင်များဟဲ့မုံရဲ့လက်ထပ်ပွဲရှိဟိုဒီလက်မှတ်ထိုးပွဲရှိတယ်တဲ့အာခမရလိမ့်ပြီးမလားတဲ့ဆိုတော့ပြီးတော့ကိုကလည်းနေဦးလို့ငါအလုပ်စင်းချိလိုက်အောင်ပဲ ဆိုတော့အဲ့ဒီမနက်မှာအားနေတယ်ဒါပေမဲ့မနက်ပိုင်းအားနေနေကျင်ကြတော့မိုင်တခြားလှုပ်ရှိတာဟုတ်ဆိုတော့အားနေအဲ့လိုလိမ့်ပြီးမယ်လို့ဆိုတော့တော့မနက်9နာရီခွဲပြီးရှင်တယ်တဲ့လေးနိုင်တဲ့ဆက်လေးညင်တယ်လို့ပြောတယ်ဆိုတော့အဲ့နေဆော့ဆော့လေးထားယူသွားလိမ့်လိုက်တာပေါ့အဲ့တော့မနက်စောစောထားလိမ့်မယ်အချိန်မှာညဘက်မှာဒဇင်မန်းလိုချင်တယ်ဆိုတော့ဒဇင်မန်းအဲ့နေညမှာရှာအဲ့ဒါတော့တော်တော်ရောက်ရက်ခတ်သွားတယ်အဲ့လိုအမှန်တကယ်မရဲ့ဒဇင်ခတ်30ပဲပန်ဖို့အစီအစဉ် ဖြစ်ချင်တော့ဇန်ရဲသစင်ချံဥမှာတော့ဇန်ရဲသစင်ချံကလည်းဒီစနေစိုးပြပွဲတွေပါနေပန်းနေရမရှိတော့ဘူးနေတဲ့ဆိုတော့အဲ့နဲ့ကဲအဆိုရင်လည်းအရာဝတီသစင်ချံကိုစိုက်လက်ကိုနှမ်းပါတော့အရာဝတီသစင်ချံစင်ကိုပို့တော့ဖယ်ထားတာရှိတယ်တဲ့မိုင်းလိုချင်ခုပေးလိုက်မယ်ဆိုတော့ကခုပေးဆိုတော့တော့ပို့ပြီးတော့အဲ့ချိန်မှာမှဇန်ရဲသစင်ပန်းရတယ်နေတဲ့ကိုက30ကတည်းက30ကနဲ့အခက်30ပြည့်တယ်တဲ့ဆိုတော့အခက်60ဖြစ်သွားတယ် ့ဆိုကိုယ့်ရဲ့စိတ်ကူးစံတာဖြစ်သွားအေးပေါ့မဟုတ်သစိမန်းတော့ပန်လိုက်ရတာပေါ့ဒါပေမဲ့မိုင်းပန်ကျင်တာတော့အခက်30လောက်လေးပဲပန်ကျင်တာပေါ့ဖြစ်ချင်တော့အဲ့ဒီမှာလည်းအမေဒီပါလေးတော့ပန်လိုက်ရတာပေါ့လေဒါပေမဲ့သို့သူတို့သမီးကတော့နှစ်ယောက်မှဖြစ်တော့သစိမန်းတွေများသွားတာမမကြီးတော့စိတ်တိုင်းတော့မကြဘူး။ဘာလို့စိတ်တိုင်းကြာလဲ။ဒီမှာတော့အေးပေါ့ဒီစင်မန်းပန်ရတာပေါ့။မကြီးပန်နေချပုံစံလေးမျိုးမဟုတ်ဘူးပေါ့ အဲ့လိုမျိုးပေါ့အခုဒေါက်တာမာရင်တော့သိတာပေါ့ကိုကိုပုံမှာဘယ်လိုရှိရဆိုသိတာပဲပြိဿံမယ်ဆိုပေမဲ့နည်းနည်းခန်းခန်းနာနာလေးတက်ပြတ်သွားတယ်နော်ပြိဿံတွေစိတ်မြေကဟုတ်မိုက်အဲမိုက်လို့ဒီပညာရပေါ်လာတာဒီလိုဆိုပြိဿံတွေလည်းဒါလုံးဝ surprise ဖြစ်သွားတယ်မိုင်းလေးအေးမိုင်းရတော့လိမ့်ပြီးဆိုလိမ့်ပြီးလိုက်တာပဲပေါ့နော်ဆိုတော့ဟိုမိုင်းနေနေဒီတဲ့ပို့ပြီးဘာမှမသိဘူး မုံကလိမ့်ကျင်တယ်လို့ပြောတယ်။မိုက်ဆက်နဲ့လိမ့်ကျင်တယ်ပြောပြမလားလို့ပြောတယ်။အဲ့တော့ကိုပြီးစိုးကပြောပြလို့မိုက်လိမ့်ပြလိုက်တယ်။မုံနဲ့တောင်မိုက်နဲ့အဲ့လိုဟုတ်ဟုတ်ကတည်းမရှိဘူး။သိတော့သိတယ်ခင်မင်ခင်မင်ရင်းနေတယ်ဒါပေမဲ့သူတို့ဒီစီစဉ်ရှိမှလည်းမသိဘူး။ဟိုတမင်အာတမင်ကြောင်ညာတာမျိုးမဟုတ်ခင်ね မကြီးကတော့ကိုလိမ့်တဲ့ဥစ္စာကိုလိမ့်နေကြတိုင်းမကြီး post တင်တာပေါ့နော်အမေအဲ့ဒီဟာလေးကဟိုပေးသက်တည်းရဲ့မျိုးလုံးနဲ့မှဆမ်းပြီးတော့ဟိုပောက်သွားတယ်ဆိုတော့လေမကြီးပြောရတာပေါ့လေဆိုတော့သူတို့သမီးဒီနေ့လေးနဲ့ထလာတယ်ဆိုပြီးတော့မကြီးရှိလားအေးမကြီးရှိပါတယ်ဘာကြောင့်လဲဆိုတော့မကြီးကသူတို့ပွဲရအာ10နိုင်9နိုင်ခွဲမှလက်မှတ်ထိုးပြီးတော့စင်နိုင်းမှာစဧကံပဲအဲ့ချိန်မှာမရဲစင်နိုင်းမှာအာဒီမလေးရမှာမိတ်ကတ်သွားလဲရမယ်ဆိုတော့ တခါလည်းပဲသွားရမယ်ဆိုအဲ့မှာကိုယ်ထွက်တာလေးခဏစောင့်ကြည့်လိုက်တာပေါ့အဲ့တော့သူတို့ဒီလေးရဲ့စိတ်ကူးလေးပေါ်မှာနောက်ထပ် romance ဖြစ်တယ်လို့ခဏလို့အေးမော်ဘာဖြစ်သူအချိန်မရတဲ့ကြားတဲ့ကမန်ကနေစီစဉ်နေဆိုပေမဲ့လေဒါလေးကဟိုဘယ်လိုပြည့်တဲ့ကြားထဲမှာစမ်းသွားတယ်ဆိုတော့လေသူလည်းပျော်မယ်ထင်ပါတယ်အမိုက်စိတ်ချင်းကိုစင်အောင်လုပ်ပေးတာလားမသိကိုစင်အောင်အခမ်းအနားမှုလုပ်တာပဲဖြစ်ဟုတ်ဒီနှစ်ကောင်မိုက်မှာနောက်ထပ် surprise လာမယ်ပြောရရှိရယ်အမိုက်စီကိုလာအပ်ထားတဲ့ဘယ်လိုမျိုးဖြစ်ရှိနေရှိပါဘူး ဲ့လား surprise ပေါ်ရရှိရလားမကြီးကဘယ်လိုလုပ်ခံနေလဲသိဘူးတော့ဟိုမကြီးလိမ့်နေကြလဲမဟုတ်တဲ့ခါကြတော့လေလိမ့်နေချမင်းသမီးမဟုတ်တဲ့ခါကြတော့လေအော်သူတို့လည်းသူတို့လိမ့်နေကြသူနဲ့ပဲသူတို့လိမ့်မှာဆိုတော့မကြီးတို့မသိရတာလည်းဖြစ်မှာပေါ့လေဟုတ်ကဲ့အဲ့ဒါဆိုတော့ပါလေမကြီးရဲ့စိတ်တက်တယ်လို့မကြီးကချန်လေးရှင်းပြဆက်ပြောအောင်ရှင်အော်မကြီးပြောချင်တာကတော့လေမကြီးတို့ကမိတ်ကပ် artist ဖြစ်တဲ့အတွက်အော်လိမ့်ဖို့လာပြီးပြောရဲဆိုရင်မကြီးတို့ကလိမ့်ညီသူကိုမဆိုလိမ့်ပြီးမှာပဲပေါ့နော်ဆိုတော့အဲ့ လိမ့်ပေးမှုရဲ့နောက်ွယ်မှာဘသူလဲဘဝလဲဆိုတာမလို့မသိဘူးပေါ့နော်ဟိုကုတာဝင်ကတော့မိကက်လိမ့်နဲ့တာဝင်လို့ဆိုတော့အဲ့ဒီပုံမှာဟိုနားလည်းပေးစစ်ချင်တယ်လို့အော်မာကြီးတော့မိကက်လိမ့်တာဝါသနာပါတယ်ကိုလိမ့်ပြီးတဲ့သရိုသမီးလေးလှသွားအောင်လိမ့်မယ်ဒါဒါအပြင်ပေါ့မာကြီးတို့တခြားဘာစိတ်ကူးမှမရှိဘူးအဲ့ဒါလည်းတော့ပြောချက်ပါပဲ